ကြိုးကြပြီးတော့ဇင်းရောကိုစုံမဖို့လှက်ပွဲချုပ်သုံးသက်ချက်အားလုံးပဲမင်္ဂလာပါမရမန်ချက်စတာဖုတ်ဘောဆိုတာတင်ဆက်နေပါတယ်ဒီဘက်စနေနေ့ရဲ့နောက်ကျပွဲဖြစ်အိမ်မက်ကားစေုံကြီးမှာဇန်လိုက်ကျော်မန်ချက်စတာယူနိုက်တက်ကဘရိုက်တန်သင်းကိုအေခံသွားမှာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ကပထမဆုံးကြိမ်ဖြစ်လီပွဲနှစ်ပွဲစတိုင်နိုင်ရရှိထားပြီးအနိုင်ရထရကလည်းချန်ပီယံလီဘာပူးဖြစ်နေတဲ့အတွက်စိတ်တက်ကြွနေပါတယ်ညနေရဲ့အန်ဖီယံပွဲကစေစုနှစ်ကာလာတွင်မှာပထမဆုံးနိုင်ပွဲလည်းဖြစ်တာကြောင့်မတ်ကြောက်တင်ရမယ့်အောင်ပွဲတစ်ခုလည်းဖြစ်ခဲ့ပါတယ် အခုလိုချန်ပီယံအသင်းတွေကိုကြီးပဲရွေးပြီးဖြုံးနေခဲ့တဲ့ United ကအသင်းလိုက်အခြေဟုံတက်ဖို့အတွက်အများကြီးထောက်ကူရရှိခဲ့တဲ့အပြင်ဖီးယားရီအောက်ကိုရောက်ရှိနေတဲ့ Emery ရဲ့ပခုံးပေါ်ကတာဝန်တချို့ကိုလည်းဖယ်ရှားနိုင်ခဲ့ပါတယ်။နောက်တကနောက်ဆုံး၅ပွဲမှာ၂ပွဲရှုံး၃ပွဲနိုင်ထားပြီးမြက်နောက်ပိုင်းကိုရောက်လာလေလေကစားကွက်ကအသားကျလာလေလေဖြစ်နေပါတယ်။ဒီပြင်းတော့ကိုသမားတေလေးကိုအားကိုးရနေတာကြောင့်ညတဲ့အတွက်ခံစရတိုက်စစ်ပါတူတက်လာနေပြီးတော့လမ်းကြောင်းတစ်ခုပေါ်ကိုရောက်နေပြီလို့တော့ပြောလို့ရနိုင်ပါတယ်။ဒီဘက်က Brighton ကလည်း K2 မဟုတ်ဘဲနဲ့နောက်ဆုံး၅ဘွဲစတိုက်ရှုံးမဲမရှိထားသေးပါဘူး။ သုံးဝိနိုင်နှစ်ပွဲတည်ကြားထားတဲ့ Brighton ကပြီးကြတဲ့အပတ်မှာငကြားတော့ကို2-1နဲ့နိုင်ရရှိထားပြီးတော့ပုံစံကောင်းတစ်ခုပြသနေပါရီဒီနေ့တင်ကအမတ်ကလည်းဓမ္မပဲကွာဟနေပြီးတော့ဇယားမှာအဆင့်9-30ဖြစ်နေကြပါရီဒီတော့ဥရောပဝင်ခွင့်ဇုန်ထဲကိုဝင်ရောက်ဖို့ဆိုရင်အနိုင်3မှတ်ရယူနိုင်ဖို့အရေးကြီးနေတာကြောင့်နှစ်တင်းလုံးကတော့ရေကုန်ရေကန်းစူးစမ်းလာကြအောင်ပါလည်းဖြစ်ပါရီတခုရှိတာက United ကဒီနေ့ပိုင်းနေမှာ Brighton နဲ့တွေ့ဆုံမှုတိုင်းမှာရလဒ်မကောင်းတတ်ပါဘူး United က Brighton နဲ့နောက်ဆုံးတွေ့ဆုံမှု9ချိန်မှာ လေးပွဲအထိရှုံးနိမ့်ထားပြီးတော့တပွဲပဲအနိုင်ရရှိခဲ့ပါတယ်။ဇန်နဝါရီလကအိုထရာဖို့တွေ့ဆုံမှုမှာလည်း United က1-3နဲ့အရင်နိုင်ခဲ့တာပါ။ဒါပေမဲ့ဒီခါမှာတော့ United ကဒဏ်ရာကစားမှကင်းစင်စွာနဲ့စင်ယောင်ခတ်တွေကိုယင်ဆိုင်နိုင်မှာဖြစ်ပါတယ်။အသင်းရဲ့ဒဏ်ရာကစားမှဆင်းမှာကာလာရှီနားယူနေရတဲ့ Lisandro Martinez တယောက်ပဲကြံရှိတော့တာမလို့ Emery အနေနဲ့သူစိတ်ကြိုက်လူစည်ရင်းကိုခင်းကျင်းနိုင်မှာလည်းဖြစ်ပါတယ်။အသင်းကိုရှင်ရအောင်တည်ဆောက်နေတဲ့အချိန်မှာ Emery အနေနဲ့ပြီးခဲ့တဲ့ရာသီတုန်းကလိုမျိုးလူစည်ရင်းကိုခဏခဏပြောင်းရင်းနဲ့စမ်းသပ်နေတာမျိုးထပ်ပြီးလုပ်မှာမဟုတ်တော့ပါဘူး။ ဒီတော့အလုပ်ဖြစ်နေတဲ့လူချင်းတွေပဲဆက်လက်ပွဲထွက်လာတာမြင်တွေ့ရနိုင်ပါတယ်။နေတကကိုသမားတေလီလမ်းမန်းစ်နဲ့တူနောက်တန်း၃ယောက်ဖြစ်ဒီလစ်အနိုင်ကိုရှင်မကွမ်းရနဲ့လူရှော့တို့ကိုဆက်လက်ပွဲထွက်စေနိုင်ပါတယ်။ကွင်းလယ်မှာကက်စမဲရိုဖာနန်ဒက်စ်အတွဲကပြောင်းလဲမှာမဟုတ်ဘဲနဲ့အာမတ်ဒါလာရိုဝင်းဘတ်တီနဲ့ထောက်ကူပေးထားမှာပါ။တိုက်စစ်အတွဲအနေနဲ့အမ်ဘူမိုကွန်ညာမောင်းကိုဆက်လက်မြင်တွေ့ရနိုင်ပြီးတော့ဘန်မင်ရှက်ကိုကဒုတိယပိုင်းမှာဝင်ရောက်အားဖြည့်လာမှာဖြစ်ပါတယ်။ဘရိုက်တန်ကတော့ယူနိုက်တက်နဲ့ဆန်ကျင်ဘတ်ဖြစ်စွာ တင်ရကစားမတွေများပြားနေပြီးတော့ Vatman Mito မှာ Webster Match Gruda နဲ့ Hinshewood တို့အားလုံးကတင်ရရှိနေကြတာဖြစ်ပါတယ်။နှစ်သင်းစလုံးကြားရမှာကန်စရာပွဲမရှိတာကြောင့်တပတ်လုံးအပြေအဝအနားရထားကြပြီးတော့ပြင်ဆင်ချိန်လုံလောက်ထားကြပါတယ်။ Brighton ကအိုးထွက်ဖို့ရလက်ကောင်းတွေကိုဆက်လက်ထိန်းသိမ်းနိုင်မှုဥတီကစားတော့မှာဖြစ်ပြီးဒီကလည်း United ကိုခတ်တွေ့စေပါမယ်။ Brighton ကဘောလုံးကင်ကစားတဲ့အတွက် Emery က low blow နဲ့တံပြန်တုံ့ပြန်မယ်ဆိုပေမဲ့ရတက်ကလည်းခွင့်ရရင်တော့ဒိုက်စစ်ရှင်ပြီးတော့အင်ဂွင်ပြိသက်ရှိမှ၃ပွဲဆက်နိုင်ပွဲကိုရှာဖွေနိုင်မှုကြိုးစားတော့မှာဖြစ်ပါတယ်။ လက်တကကိုသမားတစ်လဲထားရဆိုပေမဲ့ Brighton ရဲ့ PR ကြောင့်ဂိုးပေးရနိုင်တယ်လို့ဂိုးမြူနေတဲ့တိုက်စစ်ကလည်းဂိုးမရမှာမပူရတဲ့အတွက်နှစ်ဖက်ပြန်လည်သွင်းကိုရင်းနဲ့ပရိသတ်ကိုဘောလုံးရသားမြအောင်ဖြောပြပေးနိုင်မှာပါ။ Everton အနေနဲ့သူက United ကိုပြန်လည်တိစောက်ပေးမဲ့နီးပြဆိုတာအသက်တေပြဖို့နိုင်တဲ့နိုင်တိုက်တဲ့ပွဲတွေကိုအနိုင်ရရေးအရေးကြီးနေပါလိမ့်။ဒီတော့ Old Trafford ဟာ United ရဲ့အောင်မြင်ဖြစ်ကြောင်းပြန်ပြတ်တွေကိုအတိပေးနိုင်မှုတည်ရည်အလံကိုမိုးထီအောင်လွှင့်တင်ရင်းနဲ့ဇင်ယောင်ငတ်တွေကိုဆုံးမပေးမယ်ဆိုတာအသေးချာပဲဖြစ်ပါလိမ့်ခင်ဗျာ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။